်မင်္ဂလာပါရှင်ခေတ္တတရင်ဌာနကနေတရင်မြောက်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့ကြောက်ဖြူတိုက်ပွဲတွင် AA ကိုအမေရိကန်တပ်ကစစ်ကူပေးနေပြီဟုစစ်ကောင်ဆောင်များပြောတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်2025ခုနှစ်အော်တိုဘာလ20ရက်နေ့တွင်ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အနီးစစ်ဖြတ်ပွားမှုသည်အမြင့်မားဆုံးအဆင့်သို့ရောက်ရှိလာကြောင်းသတင်းများပြန့်နှံ့လာသည်အရေးပါသည့်အချက်တစ်ခုအနေနဲ့ထိုးတိုက်ပွဲတွင်အမေရိကန်တပ်ဖွဲ့များက AA Arakan Army AA ကိုစစ်စင်ရေးအထောက်ပံ့ပေးနေကြောင်းမိမိတို့တပ်ဖွဲ့ဝင်များထံမှအချက်လက်ရရှိခဲ့ကြောင်းစစ်ကောင်ဆောင်ကပြောကြားခဲ့ပါတယ်။အဆိုပါစစ်ကောင်ဆောင်အဆိုအရကြောက်ဖြူမျိုးအနည်းရှိတော်တန်းဒေသများတွင် AA တပ်ဖွဲ့များကမကြသေးမီကတိုက်ခိုက်မှုများဆက်လက်ပြုလုပ်နေရတွင်အမေရိကန်နည်းပညာအထောက်ပံ့များဒရုန်းများဗဟိုချိတ်ဆက်စနစ်များလေကြောင်းစစ်စင်ရေးအတွက်ရေဒါရယူပစ္စည်းများတို့ကိုအသုံးပြုနေကြသည်ဟုဆိုသည် ထို့ပြင်အမေရိကန်တပ်မှဗဟိုအဖွဲ့တစ်ဖွဲ့ကမင်္ဂလာဒေ့ရှ်နယ်စပ်အနီးမှာလေထောက်လမ်းရေးလှုပ်ဆောင်နေကြောင်းလည်းသတင်းရရှိပါရယ်ဆေအိုစုဘတ်မှတပ်မတော်အရာရှိတအုပ်ကကြောက်ဖြူတိုက်ပွဲဟာနယ်စပ်တိုက်ပွဲသာမကအပီပီဆိုင်ရာစစ်အဖြစ်ပြောင်းသွားပြီးအမေရိကန်တပ်ဖွဲ့တွေကနှီးပညာအထောက်ပံ့နဲ့စစ်ပြူဟာဆွေးနွေးမှုတွေလည်းပြီးနေတယ်ဟုပြောကြားခဲ့ပါရယ်တချမ်းမအေအေစပို့စမန်ညာကတော့ထိုအကြောင်းညာကိုဓာတ်ရိုက်ထောက်ခံမပြုဘဲအနောက်နိုင်ငံများနဲ့စစ်နည်းပညာအလဲပြောင်းပြုလုပ်နေကြသည် ်ထို့သောကျွန်ုပ်တို့၏တိုက်ပွဲများသည်ပြည်သူအခွင့်အရေးအတွက်သာဖြစ်သည်ဟုဆိုကြသည်။ကြောက်ဖြူတိုက်ပွဲသည်2025ခုနှစ်မှစတင်ခဲ့ပြီးနောက်ပိုင်းအကြမ်းဆုံးဖြစ်နေသောရခိုင်ပြည်နယ်အတွင်းတိုက်ပွဲတစ်ခုဖြစ်လာပြီးယခုအချိန်တွင်လည်းမြို့တစ်မြို့လုံးမှလေတပ်နှင့်လက်နက်ကြီးများအသုံးပြု၍ပြင်းထန်စွာတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေသည်။တရင်အယောင်လေတပ်ကလေရင်ခရဲများနှင့်လေကြောင်းပုံကျဲမှုများပြုလုပ်နေပြီးမြို့တွင်းရှိပြည်သူအများအပြားသည်ထွက်ပြေးနေရကြောင်းသိရပါသည်။ အေအေဘက်မှလည်းလက်နက်ကြီးအကြီးစားများဖြင့်တုံ့ပြန်တိုက်ခိုက်နေကြပြီးဆေးအိုစုဘက်မှအထိခိုက်ကြအဆုံများနေကြောင်းသိရပါတယ်။နောက်ဆုံးအနေနဲ့ဆေးအိုစုဘက်မှစီရေးပြူဟာတစ်ခုအနေနဲ့ကြောက်ပြူအနည်းတွင်အမေရိကန်နယ်ချဲမှုအဖြစ်သတ်မှတ်၍လေကြောင်းသတိပေးချက်များပြုလုပ်နေသည်ဟုလည်းသိရပါတယ်။ကြောက်ပြူတိုက်ပွဲဟာရခိုင်ပြည်အတွင်းစီရေးခြေနေကိုပြောင်းလဲပေးနိုင်ပြီးအရေးကြီးဆုံးစစ်ဖြစ်ပွားမှုတစ်ခုဖြစ်လာနေပြီဖြစ်သည်ဆက်လက်ပြီးရန်ကုန်မင်္ဂလာတုံးလေးစိတ်ကို PDF အဖွဲ့မှ short တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ် ရန်ကုန်မင်္ဂလာတုံးလေးစိတ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရကြောင်းအခင်းဖြစ်ရာနေရာအနီးတွင်နေထိုင်သည့်သတင်းရင်းမြစ်တဦးထံမှသိရပါသည်ဖြစ်စဉ်မှာယမန်နေ့အောက်တိုဘာ23ရက်မနက်9:00နာရီခွဲခန့်အချိန်တွင်ရန်ကုန်ပြည်ပဆိုင်ရာလေးစိတ်တွင် ဖြစ်ပွားခဲ့ကြောင်းအဆိုပါသတင်းရင်းမြစ်မှဆိုပါသည်အဆိုပါပြစ်ခတ်မှုကဇေကဘာဝင်းအတွင်းမှပြစ်ခတ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းခန့်နဦးသတင်းများအရသိရပါသည်လေးစိတ်ကိုရှော့တိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု၎င်းမှဆက်လက်ပြောဆိုထားပါသည် ရှော့လိုက်တုံး၅လုံးအနက်တစ်လုံးသည်လေရင်ပြင်းလန်းပေါ်ကျရောက်ခဲ့ကြောင်းသိရပြီးမိလောင်မှုဖြစ်ပွားခဲ့ကြောင်းအထက်ပါတရေရေမြဆိုပါတယ်အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင်လေစိတ်ရှိလုံခြုံရေးတပ်ဖွဲ့များမှလည်းပြန်လည်ပြစ်ခတ်မှုများရှိခဲ့ကြောင်း၎င်းမှဆက်လက်ပြောဆိုထားပါတယ်ရန်ကုန်မင်္ဂလာတုံးလေစိတ်ရှော့တိုက်တုံးများဖြင့်ပြစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး BWN ဤပံ့ပိုးမှုဖြင့် Liberty Standard နှင့် Anonymous Mission 10 Alpha အဖွဲ့တို့မှပူးပေါင်းခဲ့အောက်တိုဘာ23ရက်မနက်9:16မိနစ်တွင်မင်္ဂလာတုံလေတက်အား short tight တုံခုနှစ်လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအတီးပြူထုတ်ပြန်ထားသည်ကိုတွေ့ရပါသည် ရင်ထုတ်ပြန်ချက်တွင်ရန်ကုန်မင်္ဂလာတုံလေးစိတ်အနီနာသို့48နာရီအတွင်းအသွာလာမပြုတ်လောက်ကြရနှင့်တလေးကောင်တာ attach အဖြစ်အဆိုပါနေရာသို့ short ride တို့များလည်းထပ်မံရောက်ရှိနိုင်သည့်အတွက်ပြည်သူများအနေဖြင့်လုံးဝမသွားရောက်ကြရန်ဆိုသည့်သတိပေးစာများပါထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည်။ထိုအနီနာသို့ပြည်သူများအနေဖြင့်အသွာလာမလောက်ကြရနှင့်လေးစိတ်အဝါစစ်တပ်ခိတ်များကိုဖြစ်ခတ်ရန်အတွက်လည်းတရားခွင့်မမများအစဉ်အသင့်ရောက်ရှိနေပြီဖြစ်ကြောင်း PDF အဖွဲ့မှသတိပေးချင်းကြောက်ထားသည်ကိုတွေ့ရပါသည်။ ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းရန်ကုန်မြို့ပြည်လမ်းရှိစေမိုင်ကုန်းစစ်စေးရိတ်ကိတ်တွင်ရန်ကုန်လေစိတ်ကိုဖောက်ခွဲမှုပြုလုပ်ရန်လက်လုံမိုင်းများတည်လာသည့်အမျိုးသားနှုတ်ကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပူသည်ဆက်လက်ပြီးစစ်စင်ရေးကရန်ကုန်ဘကိုးနှင့်နေပြည်တော်နာထီရောက်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့မြေပြင်စစ်စင်ရေးတွေဟာရန်ကုန်နဲ့ပဲခူးတိုက်အပအဝင်အာနာသိန်းစစ်ကောင်ဆောင်တွေအခြေစိုက်တဲ့ နေပြီးတော့အနည်းကိုပါရောက်ရှိနေပြီဖြစ်ပြီး2025ခုနှစ်နှစ်ကုန်ပိုင်းမှာစစ်စင်ရေးတွေပုံမှုပြပြင်းလာတာကိုတွေ့ရလိမ့်မယ်လို့ NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့မှအောင်ဆန်ရှားကသတင်းဌာနကိုပြောပါရစေ။ SOF အဖွဲ့ဟာ2025ခုနှစ်ဇူလိုင်လ22ရက်နေ့မှာအဖွဲ့တည်ထောင်ခြင်း၄နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါရစေ။ SOF အဖွဲ့ဟာကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့မှာကျေးလက်စစ်ကြောင်းနှစ်ကြောင်းလှုပ်ရှားနေပြီးရန်ကုန်တိုင်း၊အေရဝတီတိုင်း၊မွန်ပြည်နယ်နဲ့ပဲခူးတိုင်းတွေမှာတော့ မျိုးပြပြောက်ကြားတက်တွေအဖြစ်လှုပ်ရှားနေတာဖြစ်ပါတယ်။ကြီးလက်စစ်ကြောင်းတစ်ကြောင်းကိုအင်အားသုံးရသတ်မှတ်ထားကြောင်းသိရပါတယ်။ SOF ရင်မျိုးပြစစ်စင်ရေးတွေမှာပြန်လွှာအောင်နန်းထိုက်အောင်စတဲ့အမိတွေနဲ့လှုပ်ရှားမှုတွေကိုတွေ့ခဲ့ရပြီးကြီးလက်စစ်ကြောင်းတွေမှာလည်းတိုင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီးစစ်ခမ်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတာတွေ့ရပါတယ်။ဒီအကြောင်းတွေအပါအဝင် SOF ရဲ့၄နှစ်အတွင်းစစ်စင်ရေးလှုပ်ရှားမှုတွေညီမှန်ချက်တွေနဲ့ပတ်သက်ပြီး NUG ရဲ့တောင်ပိုင်းတိုင်းအထူးစစ်စင်ရေးတပ်ဖွဲ့ SOF အဖွဲ့မှအောင်ဆန်းရှာကို အရာဝတီမြမပိုင်းအက်ဒီတာကျော်ခါကဆက်သွယ်မိမြန်းထားဆဲဖြစ်ပါတယ်။ဆက်လက်ပြီးညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြံဖက်စစ်တပ်စစ်တောင်းကြာကျက်တိုက်ခိုက်ခံရ၍အကြအဆုံးများသဖြင့်လေကြောင်းမှရန်တမ်းပုံကျဲပြီးစစ်ကောင်စီတပ်အများပြားတေဆုံနေဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်။တောင်ကုန်းနယ်ပတောင်အကြားရခိုင်ရိုးမပေါ်ရှိစင်လန်ကျွော်မှညောင်ကျိုးကိုထိုးစစ်ဆင်သည့်အကြံဖက်စစ်တပ်စစ်တောင်းကြာညက်တိုက်ခိုက်ခံရ၍အကြအဆုံးများသဖြင့် လေချောင်းမှရန်တမ်းပုံကျဲတိုက်ခိုက်နေခြင်းကြောင့်အောက်ကစစ်ကောင်စီတပ်များအများပြားထိခိုက်ဒေဆုံးမှုရှိတယ်လို့ရေပြင်ဒေသခံစစ်ရေးတရင်ရေမြက်ကတရင်ဌာနကိုပြောပါရယ်။မင်းညကဆင်လန်းရွာကနေထိုးစစ်ဆင်လာတဲ့စစ်ကြောင်းဆင်လန်းနဲ့ညောင်ကျိုးချောင်းမှပိတ်မိသွားတယ်။မိုးကလည်းတအားသေးတယ်၊တိုက်ပွဲကလည်းပြင်းတယ်။အကြအဆုံးလည်းများတယ်။သူတို့အကြအဆုံးများလို့အဓိကလေချောင်းပြုတ်ကူတယ်။ရန်တမ်းပုံကျဲမှုကြောင့်အောက်ကစစ်တပ်အချင်းချင်းဘုံကျဲမှားတယ်။မင်းကရောဒီနေ့အထိဘုံကျဲတိုက်ခိုက်တယ်ဟုပြောပါရယ်။ ရှမ်းပိုင်းအော်တိုဘာ22ရက်နေ့ကရှိုးဘော်ကဆင်လန်ကျေးွာအားအကျန်းဖတ်စစ်တပ်မှအခိုင်မာပြန်လည်နေရာယူတက်ဆွဲကအေအေသိမ်းထားသည့်ညောင်ကျိုးစခန်းဘက်သို့ထိုးစစ်ဆင်လာရာအေအေနဲ့ပူးပေါင်းတပ်ကကြားဖြတ်တိုက်ခိုက်သဖြင့်တိုက်ပွဲပြင်းထန်ဖြစ်ပွားနေပြီးလေကြောင်းကပါအချိန်ချင်းဖုံကျဲတိုက်ခိုက်နေသည်ဟုသိရပါသည်။အစကတော့အေအေနဲ့ပူးပေါင်းတပ်တွေရဲ့ထိုးစစ်ကဆင်လန်ကိုကျော်လို့ညောင်ချီတောက်ဘက်ခြမ်းကိုရောက်နေပြီးအခုဆင်လန်ရွာကိုစစ်ကောင်စီပြန်ယူထားလို့အဲ့ဒီနေရာကနေအေအေသိမ်းထားတဲ့ညောင်ကျိုးဘက်ကိုထိုးစစ်ဆင်လာတာ။ ဒီနေ့အထိပြင်းထုံးမှာဟုပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကလည်းညောင်ကျိုးနဲ့ညောင်ချေတော့ကြာဆင်လန်းကြီးပါအနီအနာတွင်အာရကတက်တော် AA ဦးဆောင်သည့်ဖူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များနှင့်အကြံဖက်စစ်တပ်တို့အကြားတိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ရှင်အောင်အချမ်းဖက်စစ်တပ်မှလက်နက်အင်အားလူအင်အားဖြင့်တံပြန်ထိုးစစ်ဆင်သည့်ဖြင့်လက်ရှိတိုက်ပွဲမှာညောင်ကျိုးနှင့်စင်လန်ကျေးွာကြားတွင်တိုက်ပွဲအရှိန်အဟုန်ဖြစ်နေကြောင်းသိရပါသည် ဧရာဝတီတိုင်းရခိုင်အဆက်ဆက်ဆက်ရွရွအနီးပတ်ဝန်းကျင်တဝိုက်နေရာများပဲခူးတိုင်းရခိုင်အဆက်ဆင်လန်ရွအနီးပတ်ဝန်းကျင်တဝိုက်နေရာများနဲ့ရိုးတောင်အဆက်နေရာများတွင်ဖက်စစ်အကြံဖက်စစ်ရှုံးကောင်စီဘက်မှအင်အားလုံးရင်ထပ်မံဖြည့်တင်းထားပြီးထိုးစစ်ဆင်တိုက်ခိုက်မှုများကိုအရှိန်အဟုန်မြင့်ပြုလုပ်လာသောကြောင့်တိုက်ပွဲများမှာဆက်လက်ဖြစ်ပွားလျက်ရှိကြောင်းအရကတ်တက်တော် AA မှစက်တင်ဘာ10ရက်နေ့ကထုတ်ပြန်ထားပါသည်ဆက်လက်ပြီးခေါလန်ဖူးကစစ်ကောင်စီတပ်စခန်းတစ်ခု KIA သိမ်းပိုင် ဟာကန် KIA တရင်6နေမျိုးကိုစေကောင်စီလေးချောင်းထပ်မံတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကချင်ပြည်နယ်ခေါလံဘူးမြို့နယ်ကစေကောင်စီတပ်စခန်းတစ်ခုကိုကချင်လူလက်ရေးတပ်မတော် KIA ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်တအူကပြောပါတယ်။အော်တိုဘာ21ရက်မှာခေါလံဘူးမြို့နယ်ကလန်တန်းရွာနဲ့မခေါန်တန်းရွာကတပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်တာလို့ပြောပါတယ်။အခြားသတင်းရင်းမြစ်တအူကလည်းဒေသကာကွယ်ရေးတွေကသိမ်းတာအဲ့ဒီမှာရှိတဲ့ကျွန်တော်တို့ KIA KPDF တွေကသိမ်းတာဟုတ်တယ်လို့ပြောပါတယ်။ ခေါလန်ဖူးမျိုးနယ်ကစစ်ကောင်စီတပ်နဲ့ပြည်သူစစ်စခန်းအချို့ကို KIA က2024ဒီဇင်ဘာမှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြင်မယ်။ဒီနှစ်အတွင်းမှာစခန်းသိမ်းစစ်ဆင်ရေးတရင်စတင်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အခြားစစ်ရေးတရင်ရင့်မြစ်တအူကလည်းခေါလန်ဖူးကစစ်ကောင်စီနဲ့ပြည်သူစစ်စခန်းတစ်ခုသိမ်းပိုက်နိုင်မှုကိုလူမှုကွန်ရက်မှာရေးသားအသိပေးထားပါတယ်။အဲ့ဒီစခန်းတွေဟာခလာရ139နဲ့ပြည်သူစစ်ပူးပေါင်းနေရာယူထားတာလို့တရင်ရင့်မြစ်ကအသိပေးထားတာပါ။ခေါလန်ဖူးဒေသစစ်ရေးအခြေအနေနဲ့ပတ်သက်ပြီး KIA တရင်ပြန်ကြားရေးဌာနတာဝန်ခံဘူမူကြီးနော်ဘူကိုဆက်သွယ်မြင်းထားဆဲဖြစ်ပါရယ်။တစ်ဖက်မှာလည်းစစ်ကောင်စီတပ်ဟောင်းကချင်ပြည်နယ်ဖားခန့်အပါဝင် KIA ထိချုပ်နေမြေတွေကိုလေကြောင်းတိုက်ခိုက်မှုဒီကနေ့ဆက်လက်ပြုလုပ်ခဲ့ပါရယ်။အော်တိုဘာ22ရက်ည8နာရီခွဲဝန်းကျင်မှာစစ်ကောင်စီကဖားခန့်ဒေသက KIA တရင်6နေမြေကိုဝိုင်းထွဲလျင်နဲ့ဘုံအလုံးကြီး30ကျော်ကျဲချတိုက်ခိုက်ခဲ့တယ်လို့ကချင်စစ်ရေးတရင်ရင်းမြစ်ကအတည်ပြုထားပါရယ်။ စစ်ကောင်စီတပ်ဟာအော်တိုဘား22ရက်မနက်ကလည်း KIA တရင်6နေမျိုးကိုအခုလိုပဲဘုံအလုံးကြီး30ကျော်ကျေချတိုက်ခိုက်ခဲ့ပါသေးတယ်။မနေ့ကတိုက်ခိုက်မှုမှာ KIA အရာရှိတွေအပါအဝင်ထိခိုက်မှုရှိတယ်လို့စစ်ကောင်စီတပ်ဘက်ကဝါဒဖြန့်နေပေမဲ့ဘုံမူကြီးနော်ဘူးကလူထိခိုက်မှုမရှိဘူးလို့ရေပြင်ကသတင်းပေးပို့လာတယ်လို့ပြောပါရယ်။ KIA တရင်6အပါအဝင် KIA ထိန်ချုပ်နယ်မြေ17နေရာကိုစစ်ကောင်စီကအော်တိုဘား22ရက်မှာဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဘုံမူကြီးနော်ဘူးကပြောပါရယ်။ ဝိုင်းမော်လက်မြန်ဒေတာရွှေညောင်ပင်ဒေတာစောလော်မျိုးနဲ့လန်စစ်ဒေတာနဲ့ဘာကက် KIA တရင်6ဌာနချုပ်အနီးဝန်းကျင်နေရာတွေကိုစေကောင်စီကလေရင်ပုံကျဲခဲ့တာလို့ပြောပါတယ်ဒီကနေ့ညဘာကက် KIA တရင်6နေမြေကိုစေကောင်စီတက်လီချောင်းထပ်မံတိုက်ခိုက်တာနဲ့ပတ်သက်ပြီးဆက်လက်မေးမြန်းစုံစမ်းနေစေပါစမိုင်းတဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်